အဓိကတော့ boy ကိုလောက်တာဗောနော်လူသက်သမားရဲ့သမီးမို့လို့လောက်တာကွာပြောရရင်အဲလိုမျိုးပုံစံမျိုးလောက်တာအဲ့ဒါကြီးကိုကျွန်တော်အားရရဲရဲဆက်ဆက်ကျဲတယ်ကွာဦးလီပါလီထွက်ပြီးတော့ကွာတကိုယ်လုံးကွာအမင်းစုပ်ပြတ်တက်နေအောင်ဆိုတဲ့ပုံစံမျိုးနေဖြစ်အောင်လှုပ်ပြတာကြတော့ကိုဘယ်ကောင်းနေလဲပြောချင်တာမင်းတို့အဲ့စကားကိုမင်းတို့မလို့အချက်မရှိကွာပြောထွက်တယ်အင်းဒီရဲဘော်ဂျိုင်းတော့ဟဲ့လားဘိုးချုပ်တိုက်ဆောက်ဆိုတဲ့စကားကအခုလက်ရှိမင်းတို့ရဲ့အခြေအနေအမှန်ကိုစဉ်းစားကြည့်ရင်သိပါတယ် င်္ဂလာပါဒီကနေ့ကတော့ဒါစက်တင်ဘာလ28ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်အရန်ဂျင်းနဲ့ဝမ်တာအားရဖြစ်ရတဲ့တတိယတစ်ခုလည်းရှိတယ်ပေါ့နော်တကယ်ကျေးဇူးလဲတင်တယ်ဒီပြည်သူတွေကိုပေါ့နော်အဲ့ဒါဒီအဲ့အဲ့အကြောင်းလည်းရှိတယ်ပေါ့အပါတိယပြောချင်တဲ့အကြောင်းရှိတယ်စစ်ကောင်စီအကောင်တွေဝစ်လေတဲ့အကြောင်းပေါ့နော်အဲအဲ့ဒါအပြင်မှာဒါစစ်ကောင်စီစတက်တဲ့ကနေပြီးတော့ကျွန်တော်စုံစမ်းသိရှိရတဲ့ အဲ့တို့ရဲ့စီးရေးစီမံချက်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့သတင်းတွေလည်းရှိတယ်။အဲနောက်တစ်ခုကတိုက်ဖို့သွားရင်လည်းမတိုက်ရဘဲနဲ့တခါတည်းတင်လိုက်နိုင်ခဲ့တဲ့စကမ်းတွေအကြောင်းလည်းရှိတာပေါ့လေနော်။အဲအကြောင်းလေးလည်းကျွန်တော်ပြောကြမယ်။ပြီးရင်ဒါလူသေစုဆောင်တဲ့အပိုင်းတွေမှာဘလောက်ထိရဲဆက်ဆက်ရုပ်မမာတွေလုံနေတယ်လဲ။တို့တွေကအရှုပ်တော်ပုံတွေကဘာတွေရှိတယ်လဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်ပြောကြမယ်ပေါ့နော်။ပထမဆုံးတော့ကျွန်တော် ခုနပြောတဲ့အပြောချင်းဆုံးအပြောချင်းဆုံးသတင်းဖြစ်နေတာပေါ့နော်။အဲဥစ္စာတကယ်ကျင်းတဲ့တကယ်အားရတယ်။အဲ့ဒါဘာလဲဆိုတော့ဗိုလ်ချုပ်ကြီးကျော်စာလင်းရဲ့သမီး ဘိုးကျော်ကြီးကြော်စာလင်းရသမီးဘိုးကျော်ကြီးလို့ထည့်ခေါ်လိုက်တာကြော်စာလင်းလို့ပြောရင်မသိမှာဆိုလို့အခုအရင်ဆုံးအရင်ဆုံးပြောလိုက်တာဘိုးကျော်ကြီးဆိုထည့်ခေါ်လိုက်တာပြီးရင်ဒါဆက်ပြောမှာကြော်စာလင်းလို့ပဲပြောကြော်စာလင်းရသမီးအဲကြော်စာလင်းရသမီးကဒါဂျပန်မှာပေါ့နော်တက်ကူတက်နေရအဲကောလိပ်တက်နေတက်ကူတက်နေပညာသင်နေတယ်ပေါ့ဗျာအဲ့လိုမျိုးပညာသင်နေတဲ့ဟာကိုဂျပန်ရောက်မြန်မာတွေကပေါ့နော်ဒါတော်လိုင်းကြီးကိုအားပေးတဲ့ကြောင့်မြန်မာပြည်သူတွေကဒီဒီကလေးမကိုဘိုက်ကော့လုပ်တာ ဒီကလေးမကိုဆိုတာထက်သူ့အဖေကိုလှုပ်တာပေါ့ဗျာပြောရမယ်ဆိုရင်တော့အဲအဲ့လိုမျိုးဘိုက်ကောလှုပ်တာအဲ့ဒါကိုဟိုဘက်ကဒီဘောမတွေဘက်ကပေါ့နော်ဘောမရက်ကောဘက်ကလော်ဘီတွေဘက်ကနေပြီးတော့သူကဒါမဖြစ်သင့်ဘူးဒါကမကျေနပ်ဘူးဒါကမလှုပ်သင့်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်မင်းတို့တွေလှုပ်လို့ရတဲ့အချိန်တုန်းကလှုပ်ခဲ့တဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့ပြည်သူကလှုပ်လို့ရတဲ့အချိန်မှာလှုပ်တဲ့ဟာကလုံးဝညင်ညင်သာသာပဲမင်းတို့လိုတနက်တွေနဲ့လိုက်ပြီးတော့ပြည်သူတွေရဲ့အသက်တွေကိုလိုက်ချွေနေတာမဟုတ်ဘူးညင်ညင်သာသာပဲလုံးဝပို့လေးတင်မယ်ကန့်ကွက်စာပို့မယ်ပေါ့နော် ဒီလိုမျိုးဒါတက္ကသိုလ်မှာဝင်ရောက်ပြီးတော့ဒါပညာသင်ယူနေတဲ့ဆိုတဲ့သူရဲ့အဖေကမြန်မာပြည်မှာမြန်မာနိုင်ငံမှာအပြစ်မဲ့ပြည်သူတွေကလေးငယ်တွေစာသင်ကြားနေတဲ့ကလေးငယ်တွေကအစအကုန်လုံးကိုလိုက်ပြီးတော့တက်ကြီးရွယ်အိုအကုန်အဆုံမရွေးပြလူမျိုးမရွေးဘာသာမရွေးအကုန်လုံးပေါ့နော်အစင်တန်းမခွဲခြားဘဲနဲ့တက်ဖြတ်မှုတွေလုပ်နေတဲ့စစ်ကောင်စီကအကြီးကဲတကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးပုံစံမျိုးတွေလက်ခံထားတာကမဖြစ်သင့်ပါဘူးဆိုပြီးတော့လှုပ်တာအာအဲ့ဒါမိုက်တယ်တကယ်မိုက်တယ် တကယ်ပြီးရင်ဒါ post တွေတင်တယ်ပေါ့နော်ပြီးရင် IID တက်တူကိုလည်းကန့်ကွက်စာတွေပို့တယ်အဲ့ဒါတက်တွဲတယ်ပြီးရင် post တင်တယ်ပြီးရင်ဒါဒါတွေကမဖြစ်သင့်ပါဘူးဆိုပြီးတော့ဒါရှုံချရည်လုတ်တယ်ပေါ့နော်အဓိကတော့ boy call လုတ်တာပေါ့နော်လူသက်သမားရဲ့သမီးမို့လို့လုတ်တာကွာပြောရရင်အဲ့လိုမျိုးပုံစံမျိုးလုတ်တာအဲ့ဒါကြီးကိုကျွန်တော်အားရတကယ်အဲ့ဟာကိုဒါ lobby တွေပြောတဲ့ဟာပါလဲဆိုတော့ပညာရေးနဲ့ပတ်သက်လာရင်တဲ့ဗိုလ်ချုပ်ကြီးသမီးမှမဟုတ်ဘူးပေါ့နော်ဗိုလ်ချုပ်မှုကြီးသမီးဆိုလေဒါဒီလိုမျိုးပိတ်ပင်တာတွေကန့်သက်တာတွေမရှိစေချင်ဘူးပေါ့နော် ဘသူမဆိုတင်ယူခွင့်ရတဲ့နဲ့တဲ့ပညာရေးကဘသူမဆိုရပိုင်ခွင့်ရှိတယ်တဲ့တကယ်ဒီကောင်နေအုံနောက်ကိုရွှေချရမှာဒီကောင်နေကိုသိလားတကယ်ဘာလို့လဲဆိုတော့အဲ့စကားကိုကြိုက်တယ်မင်းတို့အဲ့ပြောတဲ့စကားကိုကြိုက်တယ်မင်းတို့ပြောတဲ့ဇာတ်ရဲ့နောက်ွယ်ကမင်းတို့ရဲ့လောရက်တွေကိုပြန်စင်းစားပါဘောနော်။ဒါစစ်ကောင်စီဘက်ကကောင်းနေပါဘောနော်။အဲဒါကြောင့်မင်းတို့ပြောသလိုပဲပညာရေးနဲ့ပတ်သက်ရင်ဘသူမဆိုတင်ကြားခွင့်ရသင့်တယ်ဆိုတော့အခုဒီမှာအောက်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့နေရာဒေသအစုံက တိုက်ပွဲတွေပေါ့နော်ပြီးရင်မင်းတို့ရဲ့ရက်ဆက်မှုတွေဘုံကျဲတိုက်ခိုက်မှုတွေပြစ်ခတ်မှုတွေကြောင့်မလို့စာတင်ကြောင်းတွေဘလောက်ထိပြည့်စည်သွားပြီလဲပြီးရင်စာတင်ရမယ့်အရွယ်ကလေးငယ်တွေဘလောက်ထိတည်သွားပြီလဲမင်းခေါင်းတခြားကိုယ်တခြားစုပ်ပြတ်တတ်နေအောင်ဖြစ်သွားတယ်မိသားစုတွေအများကြီးပြီးရင်စာတင်ကြောင်းတွေကိုတည်ပြီးပြည့်လို့ပေါ့နော်ကလေးတွေကိုလုံးဝမင်းတပိုင်းတစနဲ့ကွာပြီးရင်အဲ့လိုဂုဏိတ်တဲ့ထည့်ပြီးတော့တည်သွားရောက်လောက်တဲ့အဆင့်အထိပေါ့နော်လုတ်တဲ့ဟာတွေကဘယ်ကောင်နေလဲအဲ့လိုမျိုးလုတ်ခဲ့တဲ့အတွက်ဘလောက်ထိတည်ကြည်ပြည့်စည်နေကြသလဲအဲ့ဒီကလေးငယ်တွေကစာတင်တာ အဲ့ကလင်းငယ်တွေကပညာသင်နေတာအဲ့လိုမျိုးပညာသင်တဲ့ကလင်းငယ်တွေကိုလှုပ်တယ်ကွာဒါဟိုတလောကဒါဘောရာဆောင်ကျဲတယ်ကွာမင်းတို့ကောင်းတယ်ရဲရဲဆက်ဆက်ကျဲတယ်ကွာဦးလီပါလီထွက်ပြီးတော့ကွာတကူလုံးကွာအမင်းစုပ်ပြတ်တက်နေအောင်ဆိုတဲ့ပုံစံမျိုးနေဖြစ်အောင်လှုပ်ပြတာကြတော့ကိုဘယ်ကောင်းနေလဲပြောချင်တာမင်းတို့အဲ့စကားကိုမင်းတို့မလို့အချက်မရှိကွာပြောထွက်တယ်မင်းတို့မလို့အချက်မရှိပြောထွက်တယ်တကယ်အကုန်လုံးဒါပညာသင်ယူခွင့်ရတဲ့နယ်ဆိုတဲ့စကားပေါ့နော်မင်းတို့တော်တော်လေးအချက်သိခါမဲ့တယ်ကောင်နေပေါ့နော်အဲကြတော့ ဒီလိုမျိုးပုံကျဲတာတွေဒီလိုမျိုးတက်ဖြတ်တာဟာတွေကြတော့ဒါလုတ်တင်နေဆိုပြီးတော့မင်းတို့လုတ်တာလားမင်းရဲ့ဘူဂျုံကြီးတွေဘူဂျုံမူကြီးတွေရဲ့တမီးတွေကြတော့တားတွေကြတော့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့သွားပြီးတော့ပညာသင်တဲ့အခါပြည်သူလူကအခုကိုကန့်ကွက်တဲ့အခါကြတော့မင်းတို့ကရင်နာတယ်လားပေါ့နော်ဒါဒါလောကကြီးကြကောင်းတယ်တကယ်တကယ်အဲ့ဟာကြီးကဝစ်လဲနေတယ်ဆိုတဲ့ဟာကြီးရဲ့ပြီးရင်တားစင်မြေဆက်ခံရမယ်ဆိုတဲ့ဟာကြီးပေါ့နော်အဲ့ဒါကြီးကိုပြည်သူလူထုကညင်ညင်တသာနဲ့ပြနိုင်တာကြီးကတကယ်အားရစရာကောင်းတယ်တကယ်ကြိုက်တယ်ကျွန်တော်တို့မိုက်တယ်အဲ့တော့ ါ우လုံးဝလက်မခံဘူးတဲ့အဲအဲ့လိုလုပ်တဲ့သူတွေကိုအာနာရှင်စိတ်ရှိတဲ့သူတွေသာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာပေါ့နော်အဲ့တော့အာနာရှင်စိတ်ရှိတယ်ဆိုတော့ तू ကတော့မှတပြန်တည်းဒါပြန်ပြီးတော့ဆွတ်ဆွဲနေလိုက်သေးတယ်ဗောနော်အပြည်သူကအမှကြည့်ဟို post လေးတင်ရုံတက်လေးတွဲရုံကက်ကွက်စာလေးပို့ရုံပဲရှိသေးတယ်မင်းတို့လိုတနက်တည်းများကင်ပြီးတော့ခေါင်းပေါ်မှာ light တိတ်နေမင်းတို့ဘယ်တော့မှပြောမလဲမသိဘူးကြာ အဲ့ကြပြောချင်တာဒါဟာဒါလုတ်ကိုလုတ်တဲ့ဟာဘွိုက်ကောကဘလောက်ထိရောက်တယ်လဲဆိုတဲ့ဟာကိုလည်းပြည်သူကိုသိစေချင်တယ်ဗောနော်ကျွန်တော်တို့အဲ့ဥစ္စာကိုထိထိရောက်ထိထိမိမိလုံနိုင်ဖို့အရေးကြီးတယ်ပြည်တွင်းပြည်ပဒီလိုကွာခြားချက်အပေါ်မှာမူတည်ပြီးတော့ကန့်သက်ချက်ကတော့အများကြီးရှိတာဗောဒါပေမဲ့လုတ်လို့ရတဲ့နေရာတွေလုတ်လို့ရတဲ့အပိုင်းတွေလုတ်လို့ရတဲ့ကဏ္ဍတွေမှာကျွန်တော်တို့အများကြီးပို့တိုးပြီးတော့လုတ်ကြဖို့အရေးကြီးတယ်ဒီဟာကတကယ်ကိုညင်ညင်တန်တာနဲ့ဒီအာနာရှင်ကိုဗောနော်အရှိုက်တဲ့တဲ့ထိအောင်ထိုးနိုင်တဲ့ဒါတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒါအတိပေးခြင်းတယ်ဗောနော်အဲ့တော့ စစ်ကောင်စီအနေနဲ့ပေါ့နော်သူတို့ရဲ့တာသမီတွေကိုကြတော့နိုင်ငံခြားမှာအခုလိုမျိုးပညာသင်ခိုင်းနေသူတို့ရဲ့တာသမီတွေကိုလှုပ်ပြီးတော့အာအကောင်းစားကောလိပ်တွေဘာတွေမှာသင်ခိုင်းနေဒါပေမဲ့အဲ့ကောင်တွေကတကယ်တမ်းမှာတတ်မှတ်ပေးထားတဲ့သူတို့ရဲ့လစာအခြေခံလစာပေါ်မှာမူတည်ပြီးတော့ဒါចောင်းထားရမယ်ဆိုရင်ဒီလိုចောင်းနေရောက်စရာအကြောင်းမရှိဘူးဒီကောင်လေးခိုးထားဝတ်ထားကိုကြိုးရှာထားတဲ့ဟာတွေကြောင့်မလို့သာသူတို့ရဲ့သားသမီးတွေကចောင်းကောင်းကောင်းတွေကိုပို့ပြီးတော့ပညာသင်ခိုင်းလို့ရတဲ့အနေထားဖြစ်တာပါเนาะ အဲဒါကြောင့်ပြည်သူရဲ့ဗန္ဒာငွေနိုင်ငံဒီဟာတွေကိုကုတ်သွေးဆုပ်ပြီးတော့ရလာတဲ့ငွေကြေးကြွယ်ဝချမ်းသာမှုတွေကနေပြီးတော့သူတို့ရဲ့တာသမီတွေကိုကြတော့ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်။အောက်ချိန်မှာရှိတဲ့သူတို့ရဲ့ရဲဘော်တွေရဲ့တာသမီတွေကြတော့ဟာဒုက္ခတွေများနေလိုက်ကြတာဆုပ်ပြတ်တဲ့အခုတရင်တွေကိုတလိုင်းတစ်ဖွဲ့တွေကဝင်ကျိတ်တဲ့ခါမျိုးတရင်တွေကိုတလိုင်းတစ်ဖွဲ့တွေကဝင်သိမ်းတဲ့ခါမျိုးတွေကြတော့ဖမ်းမိလာပြီးအဲ့မှာကလေးတွဲလောင်းနေတဲ့မအေးလောက်တဲ့လူတွေလာသားရွယ်ကလေးလေးတွေခြိလာတဲ့ဟာတွေအများကြီးရှိတယ်။ မတက်ပါနဲ့မလုတ်ပါနဲ့ဆိုတော့တောင်းပန်နေကြတဲ့ဒါဒီစစ်သားတွေရဲ့မိမတွေအများကြီးရှိတယ်စစ်သားမိသားစုတွေအများကြီးရှိအဲ့လိုဘွာမျိုးတွေကြတော့မင်းတို့ဂယူးမဆိုင်မင်းတို့ရဲ့သားသမီးတွေကိုကြတော့မင်းတို့အဲ့လိုနေရာမျိုးမှာပို့အဲ့လိုပို့ပြီးတော့အခုဒါမင်းတို့ကိုဒါလူတက်သမားတွေရဲ့သားသမီးဖြစ်တဲ့အတွက်အခုလိုမျိုး boy girl လို့တော့မင်းတို့ကရင်တာရည်ကြီးရည်ကြီးတယ်ဟောနော်အဲ့ဒါကြောင့်အဲ့ဒါကြောင့်ပြင်သူတို့ရဲ့သားသမီးကြအဲ့လိုပို့ပို့ထားတယ်ဒါပေမဲ့ဒါပြည်တွင်းမှာကြတော့အခုချိန်ထိဒါမြင်နေတွေ့နေရတဲ့အတိုင်းပဲလူငယ်တွေ ပညာသင်ကြားရမယ့်လူငယ်တွေအများကြီးရှိတယ်။အဲ့လူငယ်တွေကိုစစ်တပ်ထဲကိုထည့်တယ်၊တေလန်းကိုပို့နေတယ်။ဗော်တာတွေဆွဲတယ်၊ဘလောက်ထိမှန်ရန်လဲဆုပ်ပဲ့လဲဆိုတော့အိမ်မော်ထိတက်ဆွဲတဲ့အစ်စင်တွေထိလှုပ်တယ်၊ရိုက်နှက်ပြီးတော့ဖမ်းဆီးတာတွေလှုပ်တယ်။ဒီလောက်ဒါပြည်သူတွေမျက်မြင်တွေ့ပြီးရောပေါ့နော်။ဆွဲလာရန်လာဖြစ်တဲ့အနေအထားနေအတင်းဆွဲခေါ်သွားတဲ့ပုံစံမျိုးတွေလှုပ်တယ်။မင်းတို့အဲ့လောက်ထိမှန်ရန်နေတာပေါ့နော်။ အဲ့ကြောင့်တို့တရားကြဖို့တော့ကောင်းတယ်ဗောနော်အဲ့တော့စာတင်နေတဲ့ကလင်းငယ်တွေကိုတက်ဖြတ်တယ်လောက်ငယ်သားတွေရဲ့ကလင်းငယ်တွေကြတော့လည်းဂယူမဆိုင်ဘူးအဲ့ဟာကိုလည်းပြောခြင်းလားအဲ့လောက်ငယ်သားလောက်ငယ်သားတွေပြောမင်းတို့ကအဲ့အုံနောက်ပဲရှိလို့အဲ့လောက်ငယ်သားဖြစ်နေလို့ပဲပြောရတော့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ကိုဒီလောက်ကြီးကြီးကွာဖိနှိပ်ပြီးတော့ခွဲခြားပြီးတော့ဒီလိုမျိုးကြီးကွာရေးရဆက်ဆက်ကြီးဒါခိုင်းစီနေတာတွေရင်းခိုင်းနေတာတွေချနေနေတာတွေမင်းတို့တွေတည်တင့်ပြီဟာအောက်ချိန်မှာရှိရပါဟာကျွန်တော်တို့ကဒီအဆင့်ကနေမတက်တော့ပါဘူးဗျာကျွန်တော်တို့ကသူတို့ခိုင်းတဲ့ဟာပဲလိုက်လို့ပေးလိုက်ရင်ပြီးတာပါပဲတည်ရင်လည်းတည်ပါစီတော့ဗျာဆိုရင် ဘာလို့မှမင်းတို့လူဖြစ်ရှုံးတာပေါ့မင်းတို့တွေအခုလိုမျိုးဖိနှိပ်ခံနေရတဲ့ဘဝတွေကနေရုံထွက်စေချင်လို့ဒီလိုမျိုးစကားပြောတာပေါ့နော်ပြီးတော့မင်းတို့ရဲ့ခေါင်းဆောင်တွေကအစမင်းတို့ပေါ်မှာစေချင်တာမရှိဘူးတကယ်ပြောတာအင်းဒီရဲဘော်ဂျိုင်းတောက်ဟဲ့လားဘိုးချုပ်တိုက်ဆောက်ဆိုတဲ့စကားကအခုလက်ရှိမင်းတို့ရဲ့အခြေအနေအမှန်ကိုစဉ်းစားကြည့်ရင်သိပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အာနာရှင်အတွက်ကိုအသက်ပေးနေမယ့်အစရုံထွက်ကြစမ်းပါလုံနိုင်ကြနိုင်တဲ့အရွယ်တွေဆိုရင်ငါတို့ရှစ်ဆက်ပြီးတော့ဒီဘက်မှာ လှူရှားရုံးကန်သွားလာနေလို့ရတယ်ရှင်တန်ရက်တီဘိုးအတွက်ကအဲ့လောက်ထိမခက်ခဲပါဘူးအာနာရှင်ရဲ့ဘိုးမနေမှာအာနာရှင်ခိုင်းသမျှအသက်ပြေးပြေးလုံနေရမှာမင်းတို့ဒီသမင်းစားရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဟာလေးလည်းမင်းတို့နေပါသိစေချင်တာဒါစီစဉ်တာနဲ့ပြောပြတာပေါ့နော်အဲ့တော့အောက်မှာတည်လိုက်တာတောက်တောက်လေသူတို့ရဲ့သားသမီးကြဥမာသွားပြီးတော့ဒါတွေ့လားကောင်းကောင်းမွန်တဲ့ပညာသင်ကြားနေရတယ်အေးအဲ့လိုပုံစံမျိုးတွေကိုနားလည်ကြစေချင်တယ်နောက်တစ်ခုကကျွန်ပြည်သူကိုကျေးဇူးတင်ချင်တာတကယ်ကောင်းတယ်တကယ်ထိရောက်တယ်အဲ့လိုလှုပ်ဆောင်မှုတွေကစစ်ကောင်စီအတွက်တော်တော်လေးကိုအကျိုးနှဲစေတဲ့ဟာပေါ့နော်အခုလိုမျိုးဘိုင်းကလှုပ်တယ်သူ့သားသမီးဘယ်လောက်စိတ်ညစ်မလဲ မိဘဆိုတာဗျာတာသမီစိတ်ညစ်ဘလုံးမှမခံစားနိုင်ဘူးဟုတ်တယ်မလားကျွန်တော်ပြောအဲအဲ့တာသမီအခုလိုမျိုးဒါဘာမှလက်ဖျားနဲ့မထိပဲနဲ့အဲ့လိုမျိုးဒုက္ခများနေအောင်စိတ်ဆင်းရဲနေအောင်စိတ်ထိခိုက်နေအောင်လုပ်နေတဲ့ဟာသူ့အဖေကိုသွားပြီးတော့စိတ်ဆင်းရဲအောင်စိတ်ထိခိုက်အောင်လုပ်နေတာ ਨੇ အတူတူပဲအဲ့တော့ဖေအေလှုပ်တဲ့ကောင်နေပေါ့နော်မိဘရဲ့လုတ်ရက်တွေကတာသမီပေါ်ထိအရိတ်လိုလိုက်နေစေရမယ်အာနာရှင်ဆိုတဲ့ကောင်တွေရဲ့လုတ်ရက်တွေကလည်းတာသမီဆွေးစင်းမျိုးဆက်အကုန်လုံးကိုအရိတ်တွေလိုက်နေရမယ်ဆိုတဲ့ဟာကဒီဥစ္စာနဲ့ပြနိုင်ခဲ့တဲ့ဟာပဲဒါကတကယ်လေးစားရတယ်တကယ်ကျေးဇူးတင်ရတယ် လိုက်ပြီးတော့အခုလိုမျိုးဒါဖော်ဆောင်အကောင့်ထဲပေါ်ကြတဲ့ပြည်သူတွေကိုလည်းတကယ်ကျေးဇူးတင်တာပါเนาะဘက်ကကောင်နေဆိုရင်အဲဥစ္စာကိုလောင်လို့မပြီးဘူးကျွန်တော်တို့တကယ်ကျေးဇူးတင်တယ်မိုက်တယ်အဲကြောင့်ဘယ်လိုပဲဖြစ်ဒီ Vicor ဆိုတဲ့ဟာကိုလည်း ထီထီရောက်နေပေါ်ပေါ်လွင်လွင်ဖြစ်အောင်ကျွန်တော်ဆက်ပြီးတော့ကောင်းတဲ့ပေါ်ကြိုးစားပေးကြစီချင်ပါတယ်။လုံနိုင်တဲ့နေရာတွေလုံနိုင်တဲ့နေပယ်တွေမှာလည်းဒီထက်ပိုပြီးတော့ကြိုးစားမယ်ဆိုရင်ထီရောက်တဲ့ဟာတွေအများကြီးရှိမှာပါ။စစ်ကောင်စီလှုပ်လိုက်လို့စစ်ကောင်စီဘွားကောလှုပ်လိုက်လို့ကျွန်တော်တို့ဘက်ကကြိုးနေသွားတာပဲရှိတယ်။အေးကျွန်တော်တို့ဘက်ကပြန်လှုပ်လို့ကြိုးနေသွားတဲ့စစ်ကောင်စီဘက်ကကောင်းနေမရှိသေးဘူး။အဲဒါကြောင့်အဲဒီဥစ္စာကိုကျွန်တော်တို့ဒီခုချိန်မှာပြန်ပြီးတော့ပြန်လှန်ပြီးတော့ပြောင်းပြန်လှန်ပြီးတော့ဒီကောင်တွေကိုပြန်ကျုံးကြမယ်ပေါ့နော်။လှုပ်လို့ရတဲ့နေရာတိုင်းမှာလှုပ်လို့ရတော့ကျွန်တော်လှုပ်ကြမယ်။မတော့ဘူးမစားဘူးမစွဲဘူးဒီကောင်တွေသူလှုပ်ထားတဲ့ဟာဘာတစ်ခုမှကျွန်တော်မထီဘူးမကင်ဘူး။ ပြီးရင်အဲ့လိုမျိုးခုနလိုမျိုးနိုင်ငံကားတည်အောင်ဒါမျိုးပုံစံမျိုးလုပ်မယ်အဲ့ဒါမိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာလေတကယ်ကြိုက်တဲ့သတင်းတစ်ခုမလို့ကျွန်တော်ပြောပြပါပါနော်နောက်တစ်ခုကကြတော့ဒါကျွန်တော်အထဲထဲမှာစုံစမ်းသိရှိရတဲ့ဒါဂရင်ပီနယ်နဲ့ပတ်သက်လို့ပေါ့ဂရင်ပီနယ်မှမဟုတ်ဘူးသူတို့စီမံချက်ပုံစံလုပ်နေတာတွေကများတော့များနေပြီပေါ့နော်အဲနေရာဒေသပုံစံမျိုးစီခွဲပြီးတော့လုပ်နေတာရှိတယ်ကျွန်တော်တို့ကဒါဂရင်ပီနယ်နဲ့ပတ်သက်တဲ့ဟာကိုရခဲ့တယ်ပေါ့နော်အဲဥစ္စာကအစည်းအဝေးတစ်ခုလုပ်ပြီးတော့အစည်းအဝေးဆုံးဖြတ်ချက်ထွက်လာတဲ့အခါမှာဒါတွေဒါတွေလုပ်မယ်ဆိုပြီးပြောတဲ့ဟာမျိုးပေါ့အဲအဲဥစ္စာကိုဒါဆိုဝင်းကဒါအစည်းအဝေးဆုံးချက်ဆုံးဖြတ်ချက်မှာအတည်ပြုပေးလိုက်တာ အဲ့ဒါပါလဲဆိုတော့ဒါ KNB နယ်တဲကတို့အတွက်အရေးကြီးပါတယ်အလေးထားရပါတယ်ဆိုတဲ့နေရာတွေကိုပြန်ယူဖို့အတွက်စီမံချက်တစ်ခုလုပ်နေတယ်။အဲ့စီမံချက်ကတော့ဒါမြဝတီဝေါ်လီကွင်းဆိုရင်သူကသုံးတက်ကွေးတို့တရက်တရက်တပင်တို့ဒါရွှေချောင်းမင်းဖျားကုန်းတို့ပြီးရင်တေဘောဘိုးရွာနဲ့စကန်းပေါ့နော်။ပြီးရင်ရင်ခွဲတောင်တောနော်ပြီးတော့ဒါကော့ဂရိတ်ကွင်းမှာဆိုရင်ရွာတစ်ကုန်းကော့နွဲ့ရန်ကုတ်အဲ့လိုနေရာမျိုးတွေရဲ့ပြီးရင်ဒါကြုံတိုးကွင်းမှာဆိုရင်ငားတိုင်းဂျိုင်းတရာတရက်တော်ကန်းနီပေါ့နော်။ပြီးတော့တင်ငန်းကြီးနောင်မှာဆိုရင်ရွာတစ်မဲကနေကြောက်ကူဒီနေရာတွေကိုတို့ထပ်ပြီးတော့ ိုးစစ်ဆင်အောင်မြင်ချဲ့ဖို့ဆိုပြီးတော့အစီအမံတွေလုပ်နေတာတွေရှိတယ်။အဲဒီလိုလုပ်ဖို့အတွက်ကိုတက်တေကိုစုဖွဲ့ခိုင်းတယ်ပြီးရနဲ့လူလက်နက်ခဲရန်အဲအင်းအားအကုန်ပေါ့နော်ရန်ရားကအမှအစအပါပေါ့နော်ပြီးရင်ရိတ်ခါအစုံအဲ့ဟာတွေအထိပါသူကအကုန်လုံးဖြည့်မယ်အကုန်လုံးဖြည့်ဖြည့်ဖို့အတွက်ကိုသူတို့စီစဉ်ခိုင်းတယ်အဲ့လိုလုပ်ဖို့အတွက်ကိုကြီးအလေတက်တွေအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ခိုင်းတယ်ဆိုလိုတာကလေတက်ကဆိုလဲလေတက်က ဒါတေယူပို့ဆောင်ပေးရမယ်တေယူပို့ဆောင်ပေးရမယ်ကြီးနဲ့ရင်းနဲ့ကအင်အားဖြည့်ရမယ်ဆိုလဲအင်အားဖြည့်ရမယ်ပြစ်ကူပေးရမယ်ဆိုလဲပြစ်ကူပေးရမယ်အဲ့ဒီလိုပုံစံမျိုးနဲ့ကိုဒါစစ်စင်ရေးပုံစံမျိုးတစ်ရက်ဟောနော်အရေးကြီးစစ်စင်ရေးပုံစံမျိုးအနေနဲ့သူတို့လုပ်နေတာရှိတယ်ကဏ္ဍအသီးသီးကလိုက်ပါလှုပ်ဆောင်ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအစည်းအဝေးဒါဆုံးဖြတ်ချက်ချခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့အချို့နေရာတွေမှာသူတို့အတင်းအကျပ်ကိုဒါဇလမန်ကျန်းပုံစံမျိုးနဲ့တက်ထိုးနေတဲ့ဟာတွေကဒီလိုမျိုးအပေါ်ကစီမံချက်တွေနဲ့လာတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်အဲ့လိုလာဖို့အတွက်ကိုလည်း အပေါ်ကဒီကပောက်တိကပောက်ချာစိုးဝင်းတို့မြောင်းလိုင်းတို့ကောင်းတွေကပဲထပ်ဆင်ပြီးတော့တောက်လျှောက်တောက်လျှောက်အမြင်ပေးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အစင်းစင်းအစင်းစင်းအစင်းစင်းအမြင်ပေးလာခဲ့တဲ့အောက်မှာပါစဆိုတဲ့ကောင်တေးရတယ်အစင်းစင်းအစင်းစင်းအမြင်ပေးလာခဲ့တာအောက်ဆုံးကောင်ကဘာမှပြန်ပြီးတော့အမြင်ပေးစရာမရှိတော့ဘူးဖက်နှက်ပဲစောင့်ကန်နေုံပဲအပေါ်ကောင်မင်းမလုံနိုင်ဘူးလားမင်းမချနိုင်ဘူးလားမင်းမလုံနိုင်ဘူးလားအဲအဲ့လိုပုံစံမျိုးနဲ့တောက်လျှောက်တောက်လျှောက်တောက်လျှောက်စင်ငယ်စင်ငယ်စင်ငယ်ဖိလာလိုက်တာနောက်ဆုံးပါစစီရောက်တယ်ပါစကတော့မြေကြီးဖနောင်းနဲ့ပေါက်နေုံပဲတတ်နိုင်တာပေါ့နော်အဲကြအဲ့ပါစရဲ့အနေနဲ့လည်းအမြန်ဆုံး အလင်းဝင်တာတွေဘကူပြောင်းတာတွေလုပ်စီခြင်းနဲ့အဲ့တော့ချိုးကပြောတယ်ဒီပါစားတွေလင်းဝင်အောင်အဲ့ပါစားတွေကတိပါမလားတိတယ်ပါစားတိတယ်ဆိုတော့သူတို့ဖုံးသုံးလို့ရတဲ့ပါစားရှိကိုရှိတယ်ဗောနော်ဖုံးသိမ်းခံရတယ်ဆိုရင်တော့မှပဲအိမ်နဲ့အဆက်အသွယ်လုပ်ဖို့အတွက်ကိုသူတို့ကိုတီးတန့်ပြန်ပြီးတော့ အဲဆက်သွယ်လို့ရတဲ့နီလန်မျိုးတွေနဲ့ဒါဖွင့်ပေးထားရရှိတယ်ပေါ့နော်အဲကြောင့်အဲ့လိုပုံစံမျိုးတွေကြာရင်လည်းကိုယ့်ရဲ့မိသားစုတွေအနေနဲ့လည်းဒါဆက်သွယ်ပြီးတော့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ယောက်ျားပဲဖြစ်ဖြစ်ပေါ့နော်အလင်းဝင်ခိုင်းတာတွေလက်နက်ချအညံ့ခံခိုင်းတာတွေကိုစောစောစီးစီးပေါ့နော်တိုက်ပွဲမဖြစ်ခင်လှုပ်ခိုင်းမှာဆိုတဲ့ဟာလေဒါအကြံပေးချင်တယ်အဲပြောချင်တာကတော့ဒါစစ်ကောင်စီကသူ့ခွင့်လိုက်ပေါ့နော်သူတို့ရောက်ရှိထားတဲ့အခုလက်ရှိနေရာတွေ တချို့သူတို့ရဲ့ထိုးစစ်တွေကအရှိန်ရနေတာတွေရှိတယ်။အဲဒီထိုးစစ်တွေကိုရက်တက်မှုအတွက်တော်လိုင်းတပ်ဖွဲ့တွေကလည်းစူးစမ်းနေကြတာတွေရှိတယ်။အဲတချို့ဒေတာတွေမှာတချို့နေနေမြေတွေမှာကြတော့သူတို့ရဲ့ထိုးစစ်တွေရက်နေတဲ့အနေအထားတွေရှိတယ်။ ကြောက်ဖြူလိုနေရာမျိုးတွေပေါ့နော်။ဒါအခုဒါလေးကကော်လိုနီယာမျိုးတွေဒါဆိုရင်ခေတ္တရက်နေတဲ့ပုံစံမျိုးတွေသူတို့အသေးအတန်ထိုးတယ်။ဒါပေမဲ့ဒီဘက်ကတုံ့ပြန်မှုကောင်းတဲ့ခါကျတော့မြေပြင်မှာမြေပြင်စစ်ကြောင်းတွေကရက်သွားတဲ့ပုံစံမျိုးတွေဖြစ်နေရရှိတယ်။ဒါပေမဲ့အဲဥစ္စာကိုအထက်ကနေဖီးရားတွေပြေးပြီးတော့နောက်ထပ်စီမံချက်ပုံစံမျိုးတွေနဲ့လုံခိုင်းနေတဲ့အပိုင်းတွေကအများကြီးရှိလာနေရပေါ့နော်။အဲ့တော့အဲဥစ္စာကိုလည်းကျွန်တော်တို့သိရတော့ပြန်ပြောပြတာပေါ့နော်။နောက်တစ်ခုကဒါသိန်းညီကိုခိုင်ကွန်းလုံးပြီးရင်တာရွှေထန်ပြီးရင်လောက်ကိုင်ကုန်းချင်းအဲ့နေရာတွေကိုလည်းဒါလုံးဝအဲ့ဘက်ကနေပြီးတော့ တော်လိုင်းတပ်ဖွဲ့တွေထွက်လာမှာစိုးတဲ့အတွက်ပေါ့နော်စစ်ကြောင်းနေနဲ့ပိတ်ထားဖို့ဆိုပြီးတော့ညွှန်ကြားနေတာတွေရှိတယ်အဲ့ဒါလည်းစိုးဝင်ပဲညွှန်ကြားတာအဲ့ဒါပါလဲဆိုတော့ဒီအင်အားတရက်အနေနဲ့ပေါ့နော်ဒါပါတော့ဒါ MNDA လို့ဟာမျိုးပေါ့နော်အဲ့တော့အဲ့လိုအဖွဲ့မျိုးကနောက်ထပ်တခြားအဖွဲ့တွေကိုသွားပြီးတော့ကူတာမျိုးသူတို့မလိုလောက်ဟဲ့ပြောချင်တာအဲ့နေရာတွေကနေရောထွက်လာမဲ့အင်အားတွေအကုန်လုံးကိုပိတ်ထားဖို့အတွက်သူတို့ရဲ့စစ်ကြောင်းတွေကိုအသုံးပြုတယ် အဲ့ဒါကအရေးကြီးလို့ကိုသူကအသုံးပြတာဘာဖြစ်လို့လဲဆိုတော့သူတို့လက်ရှိလက်တလောအနေနဲ့သူတို့အတွက်စိတ်ရင်အားအရန်ရေးကြီးတယ်အဲ့တော့ပိတ်ဖို့ဟာလောက်အတွက်ကိုသူကအဲ့စစ်ကြောင်းနေအားလုံးတုံးနေဆိုကနေကိုကဘလောက်သူတို့မျှော်မှန်းထားလို့လဲဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းစဉ်းစားရမယ်ပေါ့နော်သူတို့ကထွက်လာတဲ့အင်အားတွေရှိကိုရှိလိမ့်မယ်လို့သူတို့ယူဆထားတဲ့အတွက်ကြောင့်မလို့သူတို့မှာမရှိရှိတဲ့အင်အားနဲ့တုံးပြီးတော့ကာထားခိုင်းတယ်ဒါကလည်းအရေးကြီးတယ်အဲ့နောက်တစ်ခုကသူကအဲ့လိုမျိုးကာထားပြီးတော့နောက်ထပ်လာမယ့်အင်အားတွေနဲ့သူကထပ်တိုးပြီးတော့ အဲဒါပါစာအဓိကပါစာပေါ့နော်အဲအခုပတ်စဉ်78ဒါအတွက်ကိုသူကပြင်ဆင်နေပြီအဲ့အင်အားတွေနဲ့တိုးပြီးတော့ခုနစစ်စင်နေမြေတွေမှာသူက82နိုင်ဖို့အတွက်ကိုသူစူးစမ်းလိုက်မယ်အဲတော့ကျတော့ဒါ viewer တွေကတော့တော်တော်လေးကိုဒါလှုပ်ဆောင်နေတဲ့အပိုင်းတွေတွေ့ရတယ်အဲအဲ့ဟာတွေအတွက်ကိုလည်းကျွန်တော်ဒီဘက်ကနေပြီးတော့ဒါအနည်းဆုံးတော့ဒါပြင်ဆင်မှုတွေလှုပ်ဆောင်ထားသင့်တယ်ပေါ့နော်အဲပြီးတော့ဒါကြောက်မဲစက္ကန်းတာနဲ့ဒါဂုံးကော်နေရာတွေပေါ့နော်ဂုံးကော်ဆိုတဲ့နေရာတွေအဲ့နေရာတွေကိုအင်အားတိုးတာတွေခန့်စစ်ပြင်တာတွေသူတို့လှုပ်ခိုင်းနေတယ် အဲ့ဒီနေရာတွေကသူတို့စိုးမိုးထားနိုင်ပြီဆိုတဲ့အခါမှာသူကနောက်ကနေပြီးတဆက်တည်းအင်အားတွေလိုက်ဆက်ဖို့အတွက်အကြိုးစားတယ်အဖြတ်တော့မခံတော့တောက်လျှောက် တောက်လျှောက်သူတို့တက်ကြီးကိုတဆက်တည်းပုံစံမျိုးဖြစ်အောင်သူတို့တေချာပေါက်လှုပ်ဆောင်နေတာရှိတယ်အဖြတ်တော့တဲ့အခါမှာသူတို့ခါးဆက်ပြတ်သွားတဲ့သူတို့အုပ်ချုပ်မှုလမ်းကြောင်းတွေပြတ်တော့တယ်စစ်ကူပေးဖို့နိုင်မှုပြတ်တော့တယ်အဲ့ဒါတွေအတွက်ကိုသူတို့ခါးခါသေးသေးခံခဲ့ရပြီးတဲ့ချိန်မှာအခုကဒီလမ်းကြောင်းတစ်လျှောက်လုံးပေါ့နော်ရှေ့ကတိုးတဲ့ဖွဲ့ကတိုးသွားတယ်နောက်ကလိုက်ဆက်တဲ့ဖွဲ့ကတောက်လျှောက်လိုက်ဆက်တယ်ပြီးရင် ထားခဲ့တဲ့အဖွဲတွေကိုဇက်တိုက်ဇက်တိုက်နေရာချပြီးတော့ထားခဲ့တယ်အဲ့ပုံစံမျိုးကြီးလုံနေတာပေါ့နော်အခုလဲသူတို့ဒီအဲ့နေရာတွေမှာသူကခံစစ်ပြင်မယ်ခံစစ်တွေကိုအင်အားတိုးပြီးတော့ပြင်မှာဖြစ်တဲ့အတွက်ပေါ့နော် ရောက်လာမဲ့သူတို့ရဲ့အင်အားဖြစ်အရာရှိစစ်သားတွေကိုနေထိုင်ဖို့နေရာထိုင်ခင်းနေတဲ့တဲတွေကဆာပြင်ဆင်လှုပ်ဆောင်ခိုင်းနေတာတွေရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကလည်း ဒါကျွန်တော်တို့သတိထားရမယ့်အရာပေါ့နော်အဲ့တော့ဒီတစ်ခုကိုကြည်ချင်းအဖြစ်ကျန်တဲ့နေရာတွေမှာလည်းဒီလိုလှုပ်ဆောင်နေတယ်ဆိုတဲ့အပိုင်းကိုလည်းသိစေချင်တယ်နောက်ထပ်အားရစရာနဲ့ရည်စရာဖြစ်ပျက်လေးရှိတယ်အဲ့ဒါကဒါ Unicode ပျောက်ကြားတက်ဖွဲ့တွေပေါ့နော်အဲ့ဒါကစကိုင်းမြို့ဝင်စစ်တပ် gate ကိုတိုက်ဖို့သွားတာတိုက်ဖို့သွားတာဒါပေမဲ့စစ်ကောင်စီအကုန်လုံးကဒါကားနဲ့ထွက်ပြေးသွားလို့အဲ့စကန်ကိုတနတ်တာမဖောက်ဘဲနဲ့တင်းလိုက်ရတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော် အဲ့တော့စစ်စေးကိတ်ကစစ်သားတွေကကားနဲ့ထွက်ပြေးသွားတာတဲ့အဲ unicorn တပ်ဖွဲ့ကကျွန်တော် interview ခဲ့တဲ့ဟာလေးရှိတယ်ဒီဒီတပ်ဖွဲ့ကောင်းဆောင်နေပေါ့နော်ဦးဆောင်နေတဲ့ interview ရရှိရပြောပြောတဲ့ချိန်မှာသူအဲ့လိုအခုတည်းကျွန်တော်တို့ကတဲ့အမျိုး season ပြီးတော့သွားတဲ့ပွဲဆိုဘယ်တော့မှမဖြစ်ဘူးတဲ့ season နဲ့အတိုင်းဘယ်တော့မှမဖြစ်ဘူးတဲ့ကျွန်တော်ကဘာဖြစ်နေမှမသိဘူးတဲ့တေးချာ season ပြီးတော့ဩငါတို့ဒီနေရာကိုပဲသွားပြီးတော့ဒီကောင်တွေကိုပဲပြစ်ပါမယ်ဆိုပြီးတော့သွားတယ်ဒါသူတို့ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တခုဆိုအဲ့လိုပဲဒါပြည်သူတွေကို ဇက်ကြီးတောက်တာတွေဖိနှိပ်တာတွေအဲစစ်ဆေးတာတွေအဲနှိမ့်ဆက်တာမျိုးတွေလုပ်နေတဲ့အဲစခန်းစစ်ဆေးတဲ့နေရာတစ်ခုပေါ့နော်အဲ့နေရာတစ်ခုမှာအဲ့လိုစစ်ဆေးနေတဲ့ကောင်တွေကိုတော့ချမယ်ပေါ့နော်အဲ့ကောင်၅ယောက်ရှိရယ်ဆိုတော့ချမယ်ဆိုရင်သွားတဲ့အချိန်မှာစခန်းမှာတက်သိမ်းရတဲ့အဆင်ကြီးဖြစ်သွားတယ်ရောစခန်းတက်သိမ်းမယ်ဆိုပြီးတော့သွားတဲ့ဟာတွေကြာရင်အဆင်မပြေလို့ပြန်လာခဲ့ရတဲ့နေ့တွေလည်းရှိတယ်ပေါ့အဲ့ကြောင့်သူက စီစဉ်ခဲ့တာတမျိုးစီစဉ်လိုက်တာတမျိုးဒါပေမဲ့ကြုံလိုက်ရတာကကြတော့စီစဉ်တဲ့ဟာနဲ့ကိုတလွဲတွေဖြစ်ဖြစ်နေတာပေါ့နော်အခုလည်းအဲ့လိုပဲသွားတိုက်မယ်ဆိုပြီးသွားသွားတာသူတို့လုံးဝတိုက်မယ်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာဟိုရောက်တော့မတိုက်ဘဲနဲ့စကန်သိမ်းပြီးပြန်လာခဲ့ရတယ်နောက်တစ်ခုကအဲ့လိုပေါ့စစ်ကောင်စီကအခုနောက်ပိုင်းမှာသူကအဲ့လို ဂိတ်တွေစကန်နေဆိုတဲ့ဟာကသူကကြောက်ကြောက်နဲ့ထိုင်နေရတဲ့ပုံစံမျိုးတွေမြင်ရတာပေါ့နော်။ဒါပတ်စံရဖို့အတွက်သူတို့စစ်ဆေးနိုင်ဖို့အတွက်ဒါမျိုးပုံစံမျိုးတွေပဲသူတို့မှာထိုင်နေရတာ။ဒါပေမဲ့အဲ့အတွက်ကိုသူတို့အင်အားမရှိကြတာရှိတယ်။အဲ့ဒါကြောင့်မလို့လဲဒါပြူစောတီးတွေရဲတွေနဲ့အင်အားတွေပူပေါင်းပြီးချတဲ့ပုံစံမျိုးလုပ်နေတာပေါ့နော်။အဲ့ဒါကြောင့်ဒီလိုမျိုးတပ်ဖွဲ့တွေကလာမဟိတ်၊သွားမဟိတ်၊ကျုံတော့မဟိတ်ဆိုတဲ့ပုံစံမျိုးတည်သွားပြီဆိုရင်သူကပြေးဖို့ပဲစဉ်းစားတာ။အဲ့အတိုက်ခံရပါလေဆိုတဲ့ကောင်တွေကမသိလို့မပြေးလို့အခုလိုမျိုးတိုက်ခံရတာပေါ့နော်အဲ့ဒါကြာ unicorn အဖွဲ့ကလုံးလိုက်ရင်အဲ့လိုမျိုးတွေကြီးပဲပေါ့နော် အဲ့တော့ဒါလေးကလည်းဒါအာရဝန်သားစရာနဲ့ရည်စရာလေးအနေနဲ့ပြောပြတာပေါ့နော်နောက်တစ်ခုကဒါမနေ့ကပေါ့နော်ဒါကချင်းပြည်နယ်ဝိုင်းမော်မှာလပြန်လပြန်ကြီးပါမှာဖြစ်တဲ့ကောင်ဝိုင်းမော်နဲ့မြကြီးနားနဲ့ကနိမ့်နိမ့်လေးပြားစီတာတကယ်ပြောရင်လေအဲ့ဒါတော့မှပဲဒါလမ်းမှာပဲတည်သွားရဆိုတဲ့ကောင်ပေါ့နော်အဲ့တန်မှုအဲ့တန်မှုတည်သွားပါဆိုတဲ့စစ်စစ်ကြောင်းပေါ့နော်အဲ့စစ်ကြောင်းကတကယ်တမ်းတော့သူကခလာရ38နဲ့ခလာရ58ဆိုတဲ့တက်တွေကနေပြီးတော့ထုတ်ထုတ်ထားတဲ့စစ်ကြောင်းတွေဖြစ်တယ်အဲ့စစ်ကြောင်းကဒါအခုဆိုရင်တော့ဝိုင်းမော်မှာအခြေပြုပြီးတော့ ညွှန်ကြားချက်ထပ်ပြီးတော့ဆောင်ဆိုင်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲဒီတော့ကလည်းဒါပြည်သူတွေဝိုင်းပြောကြပါဘာတဒါလေးပဲချားတဲ့ဟာကိုကူးလန်ရောက်နေပြီဒီကောင်ဘလိုဖြစ်တာလဲဗောအဲ့လိုပုံစံမျိုးနဲ့ဒါတရေကောင်းနေလဲရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဗောနော်နောက်တစ်ခုကဒါမင်းအောင်လိုင်းမင်းအောင်လိုင်းအကြောင်းလည်းပြောရမယ်အဲ့ကောင်ရုရှားရောက်နေတယ်ဆိုတဲ့အချိန်မှာရုရှားရောက်တဲ့နေ့ကနေစပြီးတကောပေါက်တဲ့ကရီတောက်လျှောက်လုံနေတာပေါက်တဲ့ကရီလည်းတောက်လျှောက်ပြောတယ်ဗောနော်ဟိုနေ့ကနျူကလ িয়ার ဆွမ်းအင်တုံးအခြေခံဆက်ယုံစောက်မယ်ဆိုတဲ့ပုံစံမျိုးလဲ ပြောတာရှိတယ်အဲ့လိုဆောက်ဖို့အတွက်ရုရှားကိုကူညီတောင်းတာရှိတယ်ပြီးရင်ရောက်ရောက်ချင်းမှာပဲပေါ့နော်ငါတလောက်ပေါင်းလက်ဖက်ရည်နဲ့လက်ဖက်တော့ကျွေးတယ်မြူသားမြူသားကိုကျွေးတော့ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်တယ်ပေါက်တကယ်ကစလုပ်တာပေါ့နော်လေစိတ်မာနေတခါလဲကျွေးတာအဲ့ဒါကိုကျွေးပြီးတော့ပထမဆုံးပြောတဲ့စကားကခုနနျူကလ িয়ার ဆက်ကိုဆောက်ဖို့အတွက်ကူညီတောင်းတဲ့စကားပေါ့နော်အဲ့လိုပြောအဲ့လိုမျိုးဆက်ရုံမျိုးကဒါကြောင့်ပြောပြမယ် လွယ်လွယ်ကူကူနဲ့စောက်လို့ရတဲ့အနေအထားမျိုးလည်းမဟုတ်ဘူးအချိန်ကာလအနေဖြင့်မလို့နော်အဲလုံးဝလင်းလင်းမြန်းမြန်းလှုပ်ဆောင်လို့ရတဲ့ဟာလည်းမဟုတ်ဘူးအဲ့တော့သူသွားလောနေတာသူ့အဖေကိုသူ့အဖေကိုသွားလောဒါပေမဲ့သူ့အဖေကအခုချိန်ထိသူ့အဖေမှာဖြစ်နေတဲ့ပြဿနာတွေကို तू မသိဘူးအာပြီးတော့ကျတော့အခုလိုပေါ့နော်ထရန့်ကဒီပူတင်ကိုစိတ်ဆိုးတောသားထွက်နေပါလေဆိုတဲ့အချိန်မှာအခုပဲ तू ကလိုက်ကဲတော့မသိပဲနဲ့ဒါပူတင်စီကိုပြေးပြီးတော့ပေါ့နော်ဘောမတဲ့ပုံစံမျိုးလှုပ်တော့ဒီကောင်ဘယ်ချိန်မှာမျက်မုံးထက်ကျိုးခံရအောင်မလဲဆိုတဲ့ဟာကိုလေစောင့်ကြည့်အောင်ပဲပေါ့နော်ဒီကောင်လည်းမျက်နှာတအားပြောင်းနေဘာဖြစ်လို့လဲဆိုတော့ အခွန်တိုးကောင်းမယ်ဆိုပြီးတော့ပို့ပေးလိုက်တဲ့အကြောင်းကြားစာဟောအမေလက်ခံရရှိပါတယ်ကျေးဇူးတင်ပါတယ်အခုလို့တိမတ်ပြူတာဘာညာဆိုအဲ့လိုကြက်မပြေးတဲ့ကောင်ကြက်ကြော်နေတဲ့ကောင်အဲ့ကောင်မပြေးရင်မပြေးကြော်ရင်ကြော်အဲ့လိုကောင်မျိုးအဲ့ကောင်ကတကယ်အခုလဲဒါဒီကောင်ကအာကာသစူဇန်လေးလာရေဂျိုဒူးလွတ်တင်ခြင်းလို့ဒီကောင်တကယ်လို့အဲ့လိုမျိုးလုံးလိုက်ရင်တော့ဒါအကြီးကြီးတွေပဲအခုချိန်ထိဒါလျှက်စစ်ရတာအခုချိန်ထိမရှိသေးဘူးအဲ့လိုမျိုးပေါ့နော် မင်းအွန်လိုင်းအနေနဲ့ကကျွန်တော်ထင်တယ်တကယ်ဒီကောင်အခုနောက်ပိုင်းလှုပ်တဲ့လှုပ်ရက်တွေကိုကြည့်ရတာပေါ့နော်ဟိုသူတို့သူ့မှာအကြံပေးတဲ့လူအကြံပေးတဲ့ကောင်ဘယ်ကောင်လဲသိကျင်တော့ဘာတွေလှုပ်ဖို့လဲဘယ်လိုမျိုးပုံစံမျိုးတွေလှုပ်တင်တယ်လဲဆိုပြီးအကြံပေးတဲ့ကောင်တွေကမရှိလို့လားအဲ့ကောင်တွေကကြောင်ချောင်ကြရဖြစ်နေလို့လားဒါမှမဟုတ်လဲမင်းအွန်လိုင်းကိုယ်တိုင်ကတကယ်ပြန်တဲ့ပုံစံမျိုးတွေပေါက်ပြီးတော့လှုပ်ရှင်ရလှုပ်နေတာလားဆိုတဲ့ဟာမျိုးလဲတွေးမိတယ်ပေါ့နော်အဲ့တော့သူ့အစားပြီးရင်သူ့ရဲ့အဖွဲတွေအစားကျွန်တော်တို့ကရှက်တယ် အဲ့ကောင်နေမလို့မရှက်လားသူ့ကိုထောက်ခံနေပါတယ်ဆိုတော့သူ့ရဲ့အဘသားတွေရောပေါ့နော်အော်ကာတို့ပပကြီးကဒါတွေပြောခဲ့တယ်ဆိုပြီးကမတွေးမိတာကိုပြောတာပါသူတို့အဖေလုံးသမျှအဟုတ်ကြီးထင်နေတဲ့ကောင်နေကိုစားကျွန်တော်တို့ကရှက်တာပေါ့နော်အဲ့တော့မရောက်လန်ကတော့ပြောမနေသူ့ကြောင့်ပြောလို့မကုန်ဘူးပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်လူသစ်ဆုတဲ့ကိစ္စတွေပေါ်တာဆွဲတဲ့ကိစ္စတွေပေါ့နော်အဲ့ဥစ္စာတွေကိုခုနောက်ပိုင်းမှာစိုးစိုးရွားလှုပ်ဆောင်လာတယ်လေဒါတွေ့လိမ့်မယ်ပေါ့နော်အဲ့လိုလှုပ်ဖို့အတွက်ကိုစစ်ကောင်စီကဒီရက်ကြီးအဖွဲတွေပြင်ပြူအဖွဲတွေပေါ့နော်ဒီအဖွဲတွေကိုဒါတာဝန်တရအနေနဲ့ပေးပြီးတော့လှုပ်ဆောင်ခိုင်းတယ်ဆိုရယ်လည်းသိရတယ် ညွှန်ကြားတာရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးညွှန်ကြားတဲ့အခါမှာသူကမဖြစ်မနေစုရမယ်ငါတို့ကိုလူရှာပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖိနှိပ်တာမျိုးတွေအချက်ကင်တာမျိုးတွေလည်းလှုပ်ဆောင်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးခိုင်းစေခံရတဲ့ကောင်တွေကမမှန်ရရင်လှုပ်လာတယ်အင်မော်ရီတီတက်ဆွဲတာတွေလှုပ်လာတယ်ဖန်စီခေါ်ဆောင်တာမျိုးတွေရိုက်နှက်ပြီးတော့ခေါ်ဆောင်သွားတာမျိုးတွေအဲ့လိုပုံစံမျိုးတွေကနေရာနဲ့တော်တော်များများမှာတွေ့လာနေရတယ်ဒါတွေကမဆိုင်နေပါဘောနော်အဲ့ပြီးတော့ကျတော့အဲ့လိုမျိုးလှုပ်တဲ့ကောင်တွေထဲမှာအဓိကကဒါအုတ်ကြီးတွေ ုပ်ချုပ်ရေးမှုတွေယာယီမှုတွေပေါ့နော်ပြောရရင်အဲ့ကောင်တွေကတော်တော်မယိုင်းလာတာတွေတွေ့ရတယ်တချို့ဆိုရင်သူစိန်ခေါ်တဲ့ပုံစံမျိုးပါလုပ်တာပေါ့နော်ဒါဒီတိုင်ကျင်တဲ့နေရာကိုတိုင်ပေါ့နော်ဘယ်သူမှဂယုမဆိုင်ဘူးလိုင်းပေါ်တင်ကျင်လဲကြိုက်လောက်တင်ဆောက်ကုမဆိုင်ဘူးပေါ့နော်ပြီးရင်မင်းတို့ရဲ့ပထဝီ PDF ကိုသွားတိုင်ကျင်လဲတိုင်အောင်ဆိုပြီးပြောရစကားအေးအဲ့ဒါအဲ့ဒါ short ရှိတယ်အဲ့ကောင်တွေအတွက်တကယ်ဘာဖြစ်လို့လဲဆိုတော့ PDF ကိုသွားစိန်ခေါ်နဲ့မင်း PDF ကိုစိန်ခေါ်လဲမင်းတို့ရဲ့မင်းတို့ရဲ့ရှေ့ကဘိုးအေးလေးဆိုတဲ့ကောင်နေအခုဘာတွေဖြစ်နေပြီလဲမင်းတို့အုတ်ချွေးမှုဆိုတဲ့ကောင်နေမပြောနဲ့ဘောနော်အဲ့မှာအမှ စစ်သက်ရင့်ပါတယ်ဆိုတဲ့ကောင်နေဟမ်ပခုံးပေါ်မှာအပွင့်ကြီးတွေပြူပြဲနေပါတယ်ဆိုတဲ့ကောင်နေဒူးတွေထောက်လက်တွေမြောက်တဲ့အနေထားတွေဖြစ်ကုန်တာပါနော်အဲ့တော့မင်းတို့လိုယာယင်မှုအောက်ချိုယင်မှုဆိုတဲ့ကောင်မျိုးတွေကိုမပြောနဲ့ရှေ့ရကောင်တွေကိုကြည့်ဒါပေမဲ့အဲ့လိုမျိုးသွားပြီးစိန်ခေါ်လိုက်လို့ကတော့မင်းတို့ရှိကူမမမမကြီးဝါးကနေရောက်လာလိမ့်မယ်အဲ့ခါကျရင်တော့မင်းတို့ဒါလိပ်ပြာလန့်ယုံပြင်ပေါ့နော်ကျန်တာဘာမှကိုလှုပ်လို့ရလိုက်မှာမဟုတ်ဘူးတကယ်တော့ကြအဲ့လိုမျိုးလူဘွားဝါးတဲ့ဟာတွေကိုလည်းစစ်ကောင်စီကညီမျိုးစုံနဲ့ ဒါအနောက်ကနေတွန်းအားပေးနေတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့အုပ်ကြီးတွေကြားထဲမှာလဲသူကဈေးကွက်တစ်ခုလောက်ထားတယ်ကျွန်တော်ပြောပြမယ်နော်အဓိကအဲ့လိုလေလူသားချင်းမြင့်တွေကိုဗျာဒီလားဟင်းရကစုံရရောင်းနေသလိုအသားငါရောင်းသလိုရောင်းနေတာဗျာဒီလားအော်ငါငါသွားမြားလိုက်တယ်ငါမြားလိုက်ငါမြားပြီးတော့ရလာတဲ့ဟောက်ဈေးမှာသွားရောင်းအဲ့လိုပုံစံမျိုးပေါ်လုံနေတာပေါ့နော်အခုကသူကအဲ့လူတွေကိုသွားဖမ်းလိုက်တယ်အဖမ်းလိုက်ပြီးတာနဲ့သူတို့အချင်းချင်းကြားထဲမှာဈေးပူပေးနိုင်မဲ့ကောင်ရောင်းတယ် ်ရောင်းပြရနဲ့အဲ့ထားလိုက်ပါတော့ပြူရရသွားဖမ်းတယ်ဖမ်းပြရနဲ့သူတို့အချင်းချင်းရောင်းတယ်အဲ့လိုမျိုးရောင်းပြရနဲ့သူကအုတ်ကြီးတွေစီကိုဆက်ရောင်းတယ်အုတ်ကြီးတွေရဲ့ဈေးပို့ပေးတယ်အဲ့လိုဈေးပို့ပေးတဲ့အုတ်ကြီးတွေကတဆင်ထက်ပြီးတော့နောက်ထပ်ဒီလူမရရင်အတက်ခံရပါတော့မယ်ဖျဲခံရပါတော့မယ်ဆိုပြီးတော့အရေးကြီးနေပါတယ်ဆိုတော့အဲ့အုတ်ကြီးတွေစီကိုတဆင်ပြန်ရောင်းတယ်အလူရောင်းဝယ်ကိုလုံနေတာနော်အခုနကကျွန်တော်ပြောသလိုပေါ့နော်ကုန်ပစ္စည်းရောင်းဝယ်သလိုမျိုးဈေးပစ္စည်းရောင်းဝယ်သလိုမျိုးအသားငါးရောင်းဝယ်သလိုမျိုးအဲ့လိုမျိုးကြီးလုံနေတာ အရင်စိုက်ထုံးမှုတစ်ခုမှမရှိဘဲနဲ့အကျိုးမြတ်ရအောင်ရှာနေတာအဲ့ဟာတွေကိုယင်းတဲ့ဟာကလူသားတွေဖြစ်နေတာအဲ့လိုပုံစံမျိုးတွေမယိုင်းနေတာရှိတယ်အဲ့တော့ဒီကောင်းလေးကိုလည်းဒါပေါ့ချဆုပ်ရမယ့်ထဲမှာထည့်ထားရမယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေကိုလည်းဒါစစ်ကောင်စီကအခုလိုမျိုးသူတို့တွေတွန်းပို့ခဲ့ပြီးမှအခုဆိုသူတို့မထိန်နိုင်တဲ့ပုံစံမျိုးတွေမြင်နေရသူတို့ကိုယ်တိုင်ကိုပဲအဲ့အုပ်ကြီးဆိုတဲ့ကောင်မျိုးတွေပြူဆွဲကောင်မျိုးတွေကိုမထိန်နိုင်တဲ့နေသားဖြစ်နေတာ အဲ့မှာပြန်ပြီးတော့ဖမ်းဆီးတဲ့အခါမှာထွက်ပြေးတဲ့ကောင်နဲ့လွတ်မြောက်သွားတဲ့ကောင်နဲ့အဲ့အဲ့ကောင်နေကြောင်ပြောရအောင်မအဲ့ဥစားဒါစစ်ကောင်စီကအဲ့လိုမျိုးပေါ့နော်အာဒီလိုမျိုးအလွဲသုံးစားလုပ်တာဖြစ်လို့ဘာလို့ညာလို့တိုင်ခမ်းရတယ်ဗျာလူကုန်ကူအရေးလုပ်လို့တိုင်ခမ်းတိုင်ခမ်းပြီဆိုတဲ့ချိန်မှာသူကမဖမ်းမဖြစ်ဖမ်းရတော့မဖမ်းရတော့မယ်ဆိုတဲ့ချိန်မှာအဲ့အိုဂျိုသွားဖမ်းဖမ်းတော့ကျတော့အဲ့ကောင်ကသတင်းကြိုရပြီးတော့ထွက်ပြေးတယ်ထွက်ပြေးတော့အဲ့ကောင်ဘယ်ပြေးမှာလဲကျွန်တော်ပြောချင်တယ်ဘယ်ပြေးမှာလဲပြည်သူတွေကိုညှိမှန်းနှိပ်စက်တဲ့အလုပ်တွေလုပ်ခဲ့တယ်လုပ်ခဲ့ပြီးတော့ အခုဒါသူ့ကိုလှုပ်ခိုင်းခဲ့တဲ့ကောင်တွေကအစသူ့ကိုပြန်လိုရှိလာတဲ့ခါမှာဒီကောင်ထွက်ပြေးတယ်အဲ့တော့အကောင်ဘယ်သွားမှာလဲ PDSC သွားမှာလားရိုးတခြားအသားတခြားဖြစ်သွားမယ်ပေါ့နော်အပြည်သူကြားထဲမှာသူနေရဲမှာလားဘယ်နေလို့ရမလဲချက်ချင်းတရင်ပေးမှာပြည်သူကလည်း PDSC ကိုတရင်ပေးရမလားစစ်ကောင်စီကိုတရင်ပေးရမလားအဲ့လိုမျိုးဒီကောင်နှစ်ဖက်လုံးရဲ့ရန်သူဖြစ်သွားပြီပြောရရင် ဒီကောအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့အုတ်ကြီးတွေရဲ့ဇလန်းတွေကလည်းအခုလက်ရှိမှာတော့ပေါ့နော်အဆုံးသက်လှမဲ့အနေအထားမျိုးတော့မြင်တွေ့နေရခြင်းမရှိဘူးအဓိကတော့ဒီကောင်တွေသူတို့လှုပ်ရက်ကသူတို့ကိုပြန်ပြီးတော့ဂျိုးပေးတယ်ပေါ့နော်ပြီးတော့ဒီဟာတွေကမလှုပ်သင့်မလှုပ်ထိုက်တဲ့လှုပ်တွေဖြစ်တယ်ဒါပေမဲ့ဒီကောင်တွေကဒီလက်တလောဒီလူဘဝဒီကာလခဏလေးမှာကိုပဲပေါ့နော်ခဏတာသူတို့ရဲ့အကျိုးမြတ်ရရှိရေးအတွက်ဒီလူသားတွေရဲ့အသက်တွေကိုရင်းနေရတာဖြစ်တဲ့အတွက်ဒီကောင်တွေလည်းအဆုံးသက်လှမှာမဟုတ်ဘူးဆိုတာကိုပြောချင်တယ်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တရင်တွေကတော့ညာကြီးပဲ အားရကြဝမ်းသာကြကျွန်တော်ဆိုဒီနေ့ဆိုပျော်တယ်ဟုတ်လားအဲ Vibe ကဘယ်လောက်ထိထိထိရောက်လုံနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေးပြီးတော့လဲပျော်တယ်အဲအဓိကဒီကောင်လေးဘက်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုသိရတဲ့အတွက်လဲစိတ်ချမ်းသာတယ်ဗောနော်လိုပဲဖြစ်ဖြစ်ဒါတော်လန်ပြည်သူအနေနဲ့လဲနေ့စဉ်နဲ့မျှဗောနော်ကျွန်တော်အခက်ခဲတွေပျော်ပျော်ရွှင်ရွှင်နဲ့ကြော်ဖြတ်ကြမယ်စစ်ကောင်စီဗောနော် RRU မင်းအောင်လှိုင်ကိုကျွန်တော်တို့ပျော်ပျော်ပါးပါးနဲ့တော်လန်ကြမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်